အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဒီတစ်ခါတော့ကက်ချင်ဘမောက China တဘလောက်တီအရေးပါလဲဘလောက်တီအရေးကြီးလဲဆိုတဲ့အကြောင်းကိုကျွန်တော်တို့အဆင်းနဲ့ကြည့်ရအောင်ပါကျွန်တော်ဒီအကြောင်းကိုစာရေးမှာဖတ်တာလို့ရှိတယ်ပေါ့နော် Google တဲ့မှာဝင်ခေါင်းပြီးမှ study လုပ်တဲ့မြတ်ပေါ့နော် coupon resource coupon resource လေးကိုကျွန်တော်မျှဝေတော့မှာဖြစ်တယ်ပေါ့နော်ဆိုတော့အဓိကကဘမောကိစ္စက တတော်လေးတရုတ်အရေးပါတဲ့နေရာတစ်ခုဖြစ်တယ်ဆိုတော့ပရိသတ်တို့အားလုံးတည်တဲ့အတိုင်းပဲပေါ့နော်ဆိုတော့အဲ့ဒီဗမောအရေးကလည်းစီရေးကအကြာကြီးတိုက်ခိုက်ပြီးတဲ့နောက်ပိုင်းမှာအခုကတော့ KIA ကထိန်းချုပ်ထားတဲ့နေမျိုးတွေဖြစ်လာတယ်ပေါ့နော်ဒီဗမောနေပြည်ကအရင်တုန်းကအထူးဒေသတိလို့ခေါ်ရဟာနေရာဖြစ်တယ်ပေါ့ကွာဆိုတော့အရင်တုန်းကဘသူကဥဆောင်ခဲ့လဲဆိုတော့ဥဇခုံထင်းရင်ကနှစ်30ကျော်အုပ်ချုပ်ခဲ့တယ်တဲ့တော့ နှစ်30ချိုအုတ်ချုပ်ပြည်နေပိုင်းမှာပဲမနေ့တနေ့ကခရိုင်ကတင်းသွားတယ်ပေါ့နော်သူတဲ့ကလည်းဆိုတော့ဒီနေရာကအထူးသဖြင့်ပါလဲဆိုတော့ဘာရှိလဲဆိုတော့မေရှားတတုဆိုတာလေမေရှားတတုဆိုတာ REE ပေါ့နော်အခုကျွန်တော်တို့ရဲ့အင်္ဂလိပ်လိုဆို REE လို့ခေါ်ရပေါ့နော် Rare art element လို့ခေါ်ရပေါ့နော်အမဟုတ်ရင်တော့ rare art metal လို့လည်းတချို့လူတွေကခေါ်ကြတယ်ပေါ့နော်ဆိုတော့တကဘာလုံးကတော်တော်လေးအေးပါနေတဲ့မေရှားတတုက ကချင်ပြည်နယ်မှာအများကြီးရှိတယ်ပေါ့နော်ဆိုတော့ဒီမေရှားတတုကလောက်ကပေါင်း300နီးပါအဲ့ဒီဘမော်မှာရှိတယ်ပေါ့ကွာဒါတော့မကဘူးနော်တကဘာလုံးရဲ့မေရှားထုတ်လုပ်မှုပမာဏဤ90ရခိုင်နှုန်းကျော်ဒီတဲ့မြန်မာမှာလာချင်းဖြစ်ကြောင်းနော်တတုဈေးကွက်လက်လာသူမာစတာယုံချန်ဝဲက global time မှာပြောစုခဲ့ဖူးတယ်လို့မီဇီမာကတော့ဖော်ပြထားတယ်ပေါ့နော်ဘောရာတော့စဉ်းစားကြည့်တကဘာလုံးမှာနော် တကဘာလုံးမှာဒီမေရှားတတုထုတ်လို့မှုပမာဏ90ကျော်ကချင်ပြည်နယ်ထွက်လာတယ်တကဘာလုံးမှာနော်ဒါပေမဲ့အဓိကဒီဥစား China သွားနေတယ်ပေါ့နော်အဲ့လောက်ထိတောင်သူတို့ကဒီ China ရဲ့အရေးအတွက်အရေးပါတဲ့ပုံမဖြစ်တယ်ဘာဖြစ်လို့ China ရဲ့ economic ကအစ China ရဲ့ military ကအစ China ရဲ့ lasit dot aka အစအရေးပါနေတဲ့ဒီမေရှားတတုဖြစ်နေတယ် ဆိုတော့မေရှားတတုဆိုတာအာရိယဘေးအတွက်သုံးတာလဲဘာအတွက်သုံးတာလဲဘာကြောင့် China အတွက်အရေးကြီးတာလဲဆိုတော့ကျွန်တော်တို့အနောက်မှာကြည့်အောင်ဆိုတော့ဒီမှာမီးစီမှာဖော်ပြချက်အရဆိုရင်တော့2024 January မှာ August လအထိပေါ့နော်၈လတာအတွင်းမှာပေါ့နော်မြန်မာနဲ့တရုတ်တုတ်တဲ့နော် American dollar တန်း600ကျော်တန်ဖူး900တဲ့မေရှားတတုတန်ချင်းပေါင်း2000နဲ့6000နဲ့800နဲ့90နှစ်တင်ပူခဲ့တယ်တရုတ်ကိုလေ guys စဉ်းစားကြည့် that is crazy not တန်ပေါင်း600ကျိုးကိုရှစ်လအတွင်းမှာကချင်းနဲ့တရုတ်ပြည်ပူတယ်တဲ့ဒါကတရုတ်အစိုးရရဲ့အခွင့်အောက်ဌာနရဲ့ထုတ်ပြန်ချက်အရတည်တယ်နော်ဒါ facts ဖြစ်တယ်တော့တတ်ချက်မဟုတ်ဘူးဒါ facts ဖြစ်တယ်တရုတ်အစိုးရအခွင့်အောက်ဌာနထွက်လာတဲ့အချက်လက်တွေဖြစ်တယ်ဆိုတော့ဒီတစ်ခါကျွန်တော်တို့ဒီမေရှားတတူကဘာကြောင့်တရုတ်အတွက်အလောက်ထိအရေးပါလဲဆိုတော့ကြည့်ကြည့်အောင် ဆိုတော့ဒီမေရှားတတူကဘေးနေရာမှာတုံးနေကြတယ်ဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင်ဆိုတော့အဲ့ဒီမတိုင်ခင်မှာကျွန်တော်တို့တီဖူကဒီဘမုံနဲ့ဘမုံနေရာဘမုံအထူးတတအနေမြေကဘာကြောင့်တရုတ်အတွက်အရေးကြီးတယ်ဆိုတော့ဒါကမြန်မာနဲ့ China economic corridor ဖြစ်နေတဲ့နေရာဖြစ်တယ်ပေါ့နော်အခုကျွန်တော်တို့ခုံနေတဲ့ CMEC ပေါ့နော်မြန်မာ China economic corridor လေအမဆက်ဆက်နေတဲ့ part of CMC နေရာဖြစ်တဲ့ဘုံဒီအဲ့ဒီဘုံမျိုးနေရာရင်းပေါ့နော် စရောဒါတော့မကဘူး Yunnan Province China Belt and Road Initiative out ထဲမှာလေဒီဘမောနေရပါတယ်ကွာဆူလူတဲ့တဘောအဲ့ဒီကချင်းဘမောနေမေဆိုတော့အခု China ကလက်ရှိလှုပ်ဆောင်နေတဲ့ China Belt and Road Initiative အထင်မှာပါနေတယ်အဲ့ဒါကြောင့်အရေးပါတာပေါ့တော်တော်လေးရေးပါတယ်ဆိုတော့အခုကျွန်တော်တို့ REE ရဲ့အရေးကြီးကြောင်းကျွန်တော်ပြောကြည့်ရအောင်ပါကဘာမှာတဲ့ REE အထက်ဆုံးနိုင်ငံက China ဖြစ်တဲ့တရုတ်ဖြစ်တဲ့ဒါပြီးရင်တော့ ဘရာဇီးလ်တို့လည်းပါတယ်ဗောနော်တချို့ US လည်းပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံလည်းပါနေတယ်ထူးထူးခြားခြား rare art element အများဆုံးထွက်တဲ့နေရာမှာမြန်မာနိုင်ငံပါတယ်မြန်မာနိုင်ငံထဲမှာကချင်သွားပါနေတယ်ဗောကချင်ကကချင်ပဲများဆုံးဆုံးထွက်တဲ့နေရာဆိုတော့လေတခြားတိုင်းတိုင်းနေမှာမထွက်ဘူးလေ REE ရဆိုတော့အဲ့ဒီ REE ရဘလောက်ထိအရေးပါလဲဆိုတော့ကျွန်တော်တို့ခက်မှာများသောဖြစ်တဲ့ microchip တုံးနေကြတယ်ကွာ form တွေမှာတုံးနေတယ်ရေကဲတဲ့တာတွေမှာတုံးနေကားတွေမှာတုံးနေတယ် ကဘာလုံးမှာဆိုတော့အခုကျွန်တော်တို့လက်ရှိလူငယ်တွေနေထိုင်တဲ့မြအရာအလုံးတွေမှာ microchip တုံးနေတယ်။ဒါလူငယ်စာဖတ်တဲ့သူတွေအကုန်လုံးတည်နေတဲ့အရာဖြစ်တယ်ကွာ။ဒီခက်ကြီးမှာ microchip မပါပေးနဲ့နိုင်ငံတခုအထူးတက်လို့မရတော့ဘူး။ဆိုတော့ microchip အများဆုံးထုတ်လုပ်နိုင်တဲ့နိုင်ငံကပဲကဘာကူဥဆောင်နေမယ်အလားလာရှိတယ်။အခုကဘာမှာ microchip အများဆုံးထွက်တဲ့နိုင်ငံဆိုရင်တော့ Taiwan ဖြစ်တယ်။ South Korea ဖြစ်တယ်။အခုနောက်ပိုင်းတရုတ်လည်းအများကြီးထွက်လာတယ်။ဒီ microchip ပိုင်းမှာလည်း US နဲ့ China ကြားမှာလည်းတတော်လေးအပြိုင်ဆိုင်တွေရှိတယ်ပေါ့နော်တတော်လေး interesting topic တွေဖြစ်နေကြတယ်ကျွန်တော်မြန်မာနိုင်ငံမှာအဲ့ဒီ REE က microchip လို့ဖူရန်အတွက် microchip ထုတ်လို့ဖူရန်အတွက် REE ပါမှာပဲ microchip ထုတ်လို့လို့ရတယ်တဲ့ဘလောက်ထိကချင်တာတရုတ်အရေးပါလဲဆိုတော့ပရိသတ်တို့စဉ်းစားကြည့်အခုလက်ရှိမှာတရုတ်က microchip အများကြီးထုတ်လာတယ်တက္ကသိုလ်ကြီးအများကြီးစိမ့်လာတယ်လက်နက်တွေလည်းအများကြီးစိမ့်လာတယ် စစ်လက်နက်တွေလည်းများစွာစစ်မြစ်လာတယ်ဘောနော်သူရဲ့ကားတွေဆိုမှကြည့်အော် BYD ဆိုတော့အခုနံပါတ်300လောက်မှရှိတယ်ကွာ Tesla တော့တစ်ချက်လောက်ကျော်သေးတယ်သူကလေ BYD MG တရုတ်ကား brand ကုန်ဆုံမှရှိတယ်ဒါတွေအားလုံးက microchip နဲ့ပဲလုပ်တာလေအခုနောက်ပိုင်းတရုတ်ကားရဲ့ company တွေကလည်းအစူရကတော်တော်လေးထောက်ပံ့လာတယ်ပံ့ပူးလာတဲ့ခါကျတော့တရုတ်ကားရဲ့ဒီ marketing ကလည်းကပါကူ စင်ခွန်နိုင်မဲ့အခြေအနေဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့အစုရကလည်းထောက်ပတ်လာတယ်လေဆိုတော့အခုဒီကားတွေကအစသူတို့ဖုန်းတွေကအစသူတို့ရဲ့ကွာတက်ကနိုလော်ဂျီအကုန်လုံးအစကွာဒါရင်းကမိုက်ခရိုချစ်နဲ့ပဲလောက်လာလေဒါမှအဲ့ဒီမိုက်ခရိုချစ်တစ်ခုလေးဖြစ်ဖို့ရအတွက်ဘာဘာလိုအပ်လဲဆိုတော့အဲ့ဒီ REE ဆိုတော့လိုအပ်တယ်ဘောနော rare earth element ဆိုရဲ REE ပါမပဲ microchip ပပြုလို့လို့ရတယ် ဆိုတော့စူလူရက်တဘောကကွာမိုက်ခရိုချစ်တစ်ခုထပ်ပွင့်ရအတွက် REE ကအစိပ်အပိုင်းတစ်ခုဖြစ်တယ်လို့ကျွန်တော်တို့ပြောရင်မမှားဘူးပေါ့နော်အဲ့ဒါနံပါတ်1ဒါကြောင့်ခုနကျွန်တော်ပြောထားလို့စာတရုတ်စီမှာကချင်ပြည်နယ်ရဲ့မေရှားတတု REE ရဲ့တရုတ်စီမှာတွားရောက်နေတယ်ဒါကြောင့်ဗမိုပြည်နယ်ဟာဆိုတော့တရုတ်အရရေးပါတဲ့တစ်ခုဖြစ်တယ်တရုတ်ပြည်နယ်ကလုံးဝအရှုံးရှုံးမခံနိုင်တဲ့နေရာဖြစ်တယ်ပေါ့ကွာကချင်ပြည်နယ်အတွက်လည်းဝင်ငွေရင်းများကြီးတန်ပေါင်း600 ဝင်ငွေတွေဘောအဝင်အထွက်ရှိတဲ့နေရာဖြစ်တယ်ကွာဆိုတော့အဲ့ဒီ REE က electronic နေရာမှာလေးတုံးတယ်ကျွန်တော်တို့မြန်မာပြည်တိတ်မတုံးဘူးကွာတိရမလားဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ technology နည်းပညာကအစအသင့်မလုံနိုင်ခြင်းမရှိဘူးဆိုတော့တရုတ်ကပဲများသောအဖြစ်ကျွန်တော်တို့နိုင်ငံမှာထွက်နေတဲ့ကချင်နိုင်ငံမှာထွက်နေတဲ့ REE ရဲ့ REE က China ကပဲအသုံးပြုနေတယ်ဆိုတော့အဲ့ဒီ REE က electronic ပိုင်းမှာလက်စစ်အပိုင်းမှာအသုံးပြုလို့ရတယ်အထောက်အကူပေးတဲ့ဒီ material ဖြစ်တယ်ပေါ့နော်ပစ္စည်းတစားပါဖြစ်တယ်ကွာခု smartphone ထုတ်ဖို့ဆိုရင်လေ RE လိုအပ်တယ်ပြီးတော့ tablet ထုတ်ဖို့ဆိုရင်လေ RE လိုအပ်တယ် laptop ထုတ်ဖို့ဆိုရင်လေ RE လိုအပ်တယ်ပေါ့နော်အဲ့ဒီ measure တတူလိုအပ်တယ်ပမာလူနဲ့ပြောမယ်ဆိုရင်တော့ဆိုတော့ဒီ screen တော့ computer screen တော့ tv screen တော့ battery တော့ကွာ microchip တော့ speaker တော့ ဒီ technology နဲ့ဆိုင်တဲ့မြအရာအလုံးထုတ်လုပ်ဖို့ရတဲ့ဒီမေရှားတတုလူဝတ်တဲ့ကချင်းပြည်နယ်မှာထွက်တဲ့မေရှားတတုလူဝတ်တဲ့ဒီတကချင်းပြည်နယ်မှာထွက်တဲ့မေရှားတတုရဲ့90ရာခိုင်နှုန်းကလည်း China မှာတွန်းနေတယ်စဉ်းစားကြည့်ကွာကျွန်တော်တို့တနည်းအားဖြင့်ပြောရမယ်ဆိုတော့လက်ရှိ China ရဲ့ economic technology ရဲ့ advance ဖြစ်နေတာသူတို့နိုင်ငံအလောက်ထိတိုးတက်နေတာကချင်းကြောင့်လည်းပါတယ်ဆိုတဲ့သဘောကွာကချင်းနိုင်ငံရဲ့မေရှားတတုကြောင့် China က China ကတူတက်တယ်လို့ကျွန်တော်တို့ပြောရင်မမှားဘူး။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကချင်နိုင်ငံကထွက်တဲ့မေရှားတတုကပဲသူတို့က smartphone တွေလုတ်တယ်၊ car တွေလုတ်တယ်၊ laptop တွေလုတ်တယ်၊ battery တွေလုတ်တယ်၊ quad screen တွေလုတ်တယ်။အကုန်လုံးဒါတွေပဲတုံးချနေတာပဲ။ Number 3ကအဲ့ဒီပိုင်းမှာရန်ရအသုံးဝင်တယ်တဲ့။ Number 2မှာဒီ green energy technology ပိုင်းမှာတော်တော်လေးဒီမေရှားတတုကအဲတုံးအတုံးဝင်အရေးပါတယ်တဲ့။အခုနောက်ပိုင်းတရုတ်ကလည်းဘာဖြစ်လဲဆိုတော့အဲ green energy ဖြစ်နေတဲ့ car တွေထပ် ုံးလာတယ်ဘာ environmental issue အရာပေါ့ကွာတဘာဝပိုက်ဝန်းကျင်ရဲ့ဒုက္ခတွေကျွန်တော်ကြုံလာတာနဲ့မြ။တရုတ်ကလည်းတဖြည်းဖြည်းနဲ့သူတို့ကပါလဲ green energy technology တဖြည်းဖြည်းနဲ့တုံးလာတယ်ပေါ့ကွာ။ဆိုတော့အခုဒီမေရှားတတူတွင်ကအခုတရုတ်မှာထုတ်လုပ်နေတဲ့ EV vehicle ဆိုရက် EV ပေါ့နော် electric car တွေကိုသူတို့ကထုတ်တဲ့ချိန်မှာ ကချင်ပြည်နယ်ကလာနေတဲ့မေရှားတတူကိုတုံးနေတယ်ပေါ့။ဒါရင်က EV ကတခုထုတ်လုပ်တော့မယ်ဆိုတော့မေရှားတတူမပါဘဲနဲ့ เนาะအခုအာရီမပါဘဲထုတ်လို့လို့မရဘူး number 2အဲ့တော့ထည့်ရေးပါတယ် number 3မှာဘာတော့အရေးပါလဲဆိုတော့ defense ပေါ့เนาะဒီကကွေရေးစနစ်ပိုင်းမှာဒီမေရှားတတူပါလေအရန်ကြီးကြီးတယ်တဲ့အဓိကဒီ military တွင်ကစစ်တပ်တွင်ကတုံးနေတဲ့ technology တွင်ပိုင်းမှာဒီမေရှားတတူ RE ရဲ့အများကြီးအတုံးတယ်တဲ့အခုမှကွာ jet fighter တို့ရဲ့ engine ဆိုရင်တော့အဲ့ဒီမေရှားတတူကပဲထုတ်လုပ်ထားတဲ့ဟာဖြစ်တယ်ဆိုတော့ တရုတ်နိုင်ငံရဲ့เนาะ military တရုတ်နိုင်ငံရဲ့ state technology အတွက်ကချင်ပြည်နယ်ကထွက်ထားတဲ့မေရှာတပ်တူအရေးပါတယ်စလူရဲ့သဘောကပရိသတ်တို့စဉ်းစားကြည့်တရုတ်နိုင်ငံရဲ့စီရေအရအကောင်ဖူရန်အတွက်စီရေ technology အကောင်ဖူရန်အတွက်ကချင်ပြည်နယ်မှာထွက်နေတဲ့ RE အရေးပါတယ်တရုတ်နိုင်ငံရဲ့ economy ပေါ့နော်ကားထုတ်လို့ရတဲ့ smartphone ထုတ်လို့ရတဲ့ ကချင်ပြည်နယ်ကထွက်တဲ့မေရှက်တပ်တူအရေးပါတယ်စစ်စားကြည့် that's amazing ဘောနော်အဲ့ဒါကြောင့်ကျွန်တော်တို့နိုင်ငံကတရုတ်ကပဲလာပြီးမှအမေရန်နော်လာဆားဆားနေတာကွာအဲ့ဒီမှာလက်ဆားတဲ့အခေါဆောင်တွင်ကပဲသူတို့ရဲ့ချမ်းသာဖူးရန်အတွက်ဆိုတော့မြန်မာနိုင်ငံရဲ့အစိတ်အပိုင်းကိုတရုတ်စီမှာပြောင်းပလိုက်တာလေတတော်လေးတော့စိတ်ပြဖူးစိတ်ပြဖူးလေကောင်းလေပေါ့နော်အဲ့ဒါကြောင့်လေတရုတ်ကကျွန်တော်တို့မြန်မာအရင်မှာတတော်လေးဝီရှုပ်နေတာပေါ့ဘာဖြစ်လို့လဲဆိုတော့ China interest ကတော်တော်လေးများတယ်ကွာအခု Belt and Road Initiative ကအစမြန်မာပြည်သူ့ရဲ့သူ့မှာရှိနေတဲ့ project ကအစတားနဲ့ချီပြီးမှ billion နဲ့ချီပြီးမှ project တွေများကြီးရှိတယ်ကွာဒါက China ကလွေလွေလေးနဲ့အရှုံးမခံဘူးလေဒါကြောင့်မင်း online ဖက်ကိုပဲပါပါနေတာကိုဘာဖြစ်လို့လဲဆိုသူ့ရဲ့ interest ကိုမင်း online ကကကွယ်ပေးနိုင်မယ်လို့ယုံကြည်လို့တာ China ကကျွန်တော်တို့မြန်မာအရေးမှာခဏခဏဝင်ရှုပ်နေတာပေါ့နော်စူလူတဲ့သဘောကွာ China ရဲ့ two debt ရေး China ရဲ့စီးပွားရေးကောင်းရေးက မြန်မာပြည်ပေါ်မှာ100%အရေးပါတယ်မြန်မာမပါဘင်းနဲ့တရုတ်ကတူတက်လို့မရဘူးဆူတဲ့သဘောဖြစ်နေတယ်ကွာ number 4ကဒီမေရှာတတူကဘာတော့အရေးသွားကြည့်လေဆိုတော့ကျွန်တော်တို့ medical technology ပေါ့နော်ဒီစင်းနီစင်းနီပညာပိုင်းဆိုင်ရာသွားကြည့်မယ်ဆိုရင်ဒီမေရှာတတူတော်တော်လေးအရေးကြီးတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ MRI machine တို့ X-ray တို့ရိုက်တဲ့ခါကျလို့ရှိရင်အဲ့ဒီ X-ray ရဲ့ခရီးရာတွေကိုဒီမေရှာတတူကနဲ့ပဲ ထုတ်လုပ်ပြီးမှလုတ်ထားရဖြစ်တဲ့ REE မရှိတဲ့တူမပါပဲနဲ့ X-ray set တို့ MRI set တို့လုတ်လို့မရဘူးအခုတရုတ်မှာရှိနေတဲ့ X-ray ရဲ့ set တွေကအစ MRI set တွေကအစကချင်ပြည်နယ်ကထွက်တဲ့เนาะမရှိတဲ့တူပါတယ်ကျွန်တော်တို့လုံးဝဒါပြဖို့လိုအပ်တယ်ဖိုင်မှာဘာထွက်အရေးပါလဲဆိုတော့ကျွန်တော်တို့ LED light LED ရဲ့မီးတွေထုတ်လုပ်တဲ့နေရာမှာလေအဲ့ဒီမရှိတဲ့တူအရေးပါတယ်အဲ့ เนาะอาริยะอี้ป่าได้อะคือคือเราสิ้นซาจีตะยုတ်ปีนี่ก็ LED light บล็อกที่ทุบท่าเลยสรแล้วสิ้นซาจีกว่าตรุยี LED light ทุบผู้อย่างด้วยเมเชตตุบมาตั้วอยู่ล่ะแหละกระชิงปีนี่มาตั้วอยู่ล่ะเนาะกะบามาเนาะงาสินยะไก่นงเมเชตตุทุบลงยี่ประมาณกระชิงปีนี่อ่ะน่ะล่ะเนาะတကဘာလုံးတရုတ်တိုင်းတိုင်းတမကဘူးတကဘာလုံးတခြားနေရာတွေလည်းတုံးတယ်ကွာဒါမဲ့တခြားနေရာဘင်းနိုင်ငံကဒီကချင်ပင်တွေကထုတ်ထားတဲ့ ဒီအမေရှားတတူတုံးလဲဆိုကျွန်တော်လည်းမသိဘူးဒါပေမဲ့ကျွန်တော်တေချာရာကတော့ China ကတော့လုံးဝအတုံးလဲဆိုကျွန်တော်တေချာတည်တယ်အဲ့တော့နောက်ဆုံးမှာတော့ aerospace ပေါ့နော် legion နဲ့ပတ်သက်လာတယ်ဆိုရင်ပေါ့ကွာဥပမာ aircraft နဲ့ပတ်သက်လာတယ်ဆိုရင်လေအဓိကဒီမေရှားတတူနဲ့ပဲလို့တာသူအတုံးဝင်နေနေရောအများကြီးရှိတယ်ကွာအဓိကဒီမေရှားတတူကအခုခက်တူတက်တဲ့နိုင်ငံတွေထဲမှာအလူအဆုံ material တွေဖြစ်နေတယ်ပေါ့နော် ဒီဥစ္စာတွေမပါပေးနဲ့မေရှဲတတုတွေ RE တွေမပါပေးနဲ့ကဘာကြီးရတုတက်လို့မရတော့ဘူးအခုပိုင်းမှာတိုက်လေရင်လို့မလားစစ်တင်ဘောကြီးလို့မလားအကားအကောင်စားလို့မလားစမတ်အကောင်စားလို့မလားဂျမအင်းနဲ့ပတ်သက်ပြီးမှနေပညာစင်မြင့်တဲ့စကရီယာတွေလို့မလားဘောနောအစအစအအစအစအရာရာဒီမေရှာတတုပါမပဲလို့လို့လို့ရတယ်ဒီမေရှာတတုမှပါမပဲကဘာကြီးကခေါဆောင်လို့လို့ရတယ်ကွာအခုစင်ချိုင်းနာက military ကအစား စေပညာကအစားတက်ကနိုလော်ဂျီကအစား AI ကအစားပေါ့အကုန်လုံးအစားအစားအရာရာတာနေတယ်ကဘာကြီးကလည်းသူကတဖြည်းဖြည်းခေါဆောင်ရင်းလှုပ်လာတယ်ဘာကြောင့် China လောက်ထိဒုတချမ်းသာတာလဲဘာကြောင့်သူ့ရဲ့တက်ကနိုလော်ဂျီကောင်းတာလဲဘာကြောင့်သူ့ရဲ့ AI ဘလောက်ထိကောင်းတာလဲအကုန်လုံးကျွန်တော်ရဲ့ root cost ကိုတွားကြည့်မယ်ဆိုရင်တော့သူယူထားတဲ့တကိဖြစ်စီတစားပလာရဲ့ကချင်းပြည်နယ်မှာ90ရခိုင်နှုန်းလောက်တော့အများကြီးရခိုင်နှုန်းပါတယ် ဒါကြောင့် China ရဲ့ဒုတက်ပြောင်းလဲမှုဟာကချင်ပြည်နယ်ကြောင့်လဲဆိုတော့ကျွန်တော်တို့ပြောရင်မမှားဘူးပေါ့တဝက်တပိုင်းတော့ကချင်ပြည်နယ်ကြောင့် China ကလည်းဒုတက်တယ်လို့ကျွန်တော်တို့ပြောရင်လုံးဝမမှားဘူး။ဘာကြောင့်လဲဆိုတော့အဲ့ဒီ microchip တခုလို့ဖူရတဲ့ကဘာမှာအရှားပါဆုံးမေရှားတတူတွေကချင်ပြည်နယ်မှာထွက်တယ်။သူများနိုင်ငံမှာရှောက်ပြီးတော်ဝင်လို့မရဘူးကွာ။ သူများနိုင်ငံမှာရှောက်ပြီးသွားရှာလို့လည်းမရဘူးကွာတော်တော်လေးရှာရှာပါပါဖြစ်တယ်အဲ့ဒါကြောင့်လေမေရှားတတူလို့ခေါ်နေတာလေအင်္ဂလိပ်လူနဲ့စုတော်မှာ REE လို့ခေါ်တယ်ကွာ rare art element or rare art mental လို့ခေါ်ကြတယ်ကွာအဲ့လိုထိရှာပါတဲ့ဖြစ်စည်းကသာကဘာကြီးကိုတူးတက်နိုင်အောင်လုပ်တယ်စုနေမှာကချင်းပြည်နယ်ဘလောက်ထိအဲ့ဒီဘမောအထူးသဖြင့်အဒီဘမောကပဲထွက်လာတယ်ဆိုတော့လေအဲ့ဒါကြောင့်လေအထူးတေတာလို့အမိပေးကြတာပေါ့တော့ဆိုတော့ပရိသတ်တို့ပေါ့နော် ဘာကြောင့် China ကဘမုံကချင်းသူ့အတွက်အရေးပါတယ်ဆိုတာဒါကနော်စေခုထဲမှာတခုနင်းနေပပလေးပဲကျွန်တော်တို့ရှိသေးတယ်ကျန်တဲ့အဆွေတွေငွေတွေအာကျန်တဲ့နေပါများကြီးပါတယ်ဒါလည်း dam ပေါ်ဒီရေလောင်ကန်ကိစ္စ electric ကိစ္စကလည်းအကုန်လုံးပါတယ်ပါတာတွေများကြီးရှိသေးတယ် ဒီတစ်ခါကျွန်တော် focus ချင်တာကတော့အဲ့ဒီမေရှာတတ်တူအကြောင်းလေးကိုကျွန်တော် focus ချင်တာပါ။ဂျန်တဲ့ဟာတွေလည်းအများကြီးရှိပါတယ်ပေါ့နော်။ဒါကြောင့်ကချင်ပြည်နယ်ဟာတရုတ်အတွက်တော်တော်လေးအရေးပါတဲ့အကြောင်းကိုဒီကနေပဲ sharing လုပ်ပြီးမှအဆုံးသတ်ချင်ပါတယ်ပေါ့နော်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုသဘောကျရဆင်တော့ကျွန်တော်ရဲ့ YouTube မှာ subscribe လုပ်ပေးချင်တာဖြစ်အားပေးလို့ရပါတယ်ပေါ့နော်။ကျွန်တော်နာမည်က June ပါ။ကျွန်တော်က content တစ်ခုတင်တိုင်းကူပိုင်အတုံးအသက်ချက်တွေးခေါ်အမြင်လေးတွေကိုဝင်ပြောလက်ရှိပါတယ်ပေါ့နော်။အခုရဲ့ Uh, so thank you so much for watching beautiful people i love you guys take care god bless